အားလုံးမင်္ဂလာပါဗျာကောင်းဆက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာအခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးပိုင်းလေးကတော့ရွေးကောက်ပွဲမဲထဲဖို့ကျင်းညာတဲ့အမှုပညာရှင်တွေနဲ့ပတ်သက်ပြီးပြောလာတဲ့ရုပ်သံပိုင်းလေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာဒရမအဲဒီကြောင့်လည်းပတ်သက်ပြီးဘာတွေဘလို့ပြောဆိုထားသလဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ညာသမားတွေပေါ့နော်ဒီတိတာတဲ့သူတို့ရွေးကောက်ပွဲဒီဝါရပြန်ကြော်ညာခိုင်းတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တယ်ပေါ့နော်။ဘာပြောချင်တာလဲဆိုလို့သူတို့လေးစားမှုလက်စပတ်ပေးတယ်ပေါ့နော်။ဒီတချို့ဘယ်လိုလဲဆိုတော့နောက်ကနေပြီးမှဒါမင်းအွန်လိုင်းကတက်နှက်နဲ့ထောက်ထားတယ်။အဲထောက်တဲ့ဟာကိုဒီသူတို့ပါဇက်ကနေတခွားခွားပြောနေရတယ်ပြောနေတယ်ဆိုပေမဲ့သူတို့ကဒါတေရုပ်ဆောင်နေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့မျက်နှာဟန့်မှုရအနေထားပေါ့ကွာနော်။အေးအဲ့လိုမျိုးသူတို့ပုံပေါ်ပြနိုင်တယ်ကွာ။သူတို့သူတို့ကအကျဉ်းသားရနေလေဥပမာမျက်နှာ ဟိုကြည်လင်တဲ့မျက်နှာလားအေးမြတဲ့မျက်နှာလားငိုဝမ်းမဲ့မျက်နှာလားစိတ်ညစ်နေတဲ့မျက်နှာလားဟိုပျော်ရွှင်နေတဲ့မျက်နှာလားဟိုသူတို့မျက်နှာကိုပုံနဲ့အမျိုးမျိုးနဲ့သူတို့ လုံးနိုင်စွမ်းရှိတယ်။အဲ့ခါကျခုမင်းအောင်လိုင်ကခုလိုမျိုးတနက်ကြီးနဲ့ထောက်ပြီးလောက်ခိုင်းတဲ့ခါကျတော့သူတို့ကဒီမျက်နှာတွေကခုကြီးမှာတက်ပုံလေးတပုံမှာကျွန်တော်ထောက်ပြထားမှာဟုတ်ပြီနော်ဒီရွှေထူးပုံလေးချိုးတယ်တော့ဟာသားကြီးရေးနေတွေ့တယ်ပေါ့နော်ဒီ Facebook မှာဗာရေးလဲဆိုရွှေထူးကိုကြည့်လိုက်ပါအောင်နဲ့ဒီမှာသူကမော်ရီမြတ်တက်တာလားဒါမှမဟုတ်လို့ရှင်အစွမ်းနေတန်နေရလားဟို ညနာမူရပုံစံနဲ့နော်ဟိုညနာပုံစံနဲ့ပြောင်းလဲတာတွေဖြစ်နေလို့ပေါ့နော်မရှင်းကြည့်လိုက်တပုံဟုတ်ပြီနော်အဲ့တော့တိတာရဲ့အခုကနေတို့တက်ဖွဲ့ဆိုရင်ကြည့်လိုက်ဒီကောင်နေဆိုမအေးလို့တက်ဖွဲ့ဟောလည်းမြင်းမြတ်တို့ပါတို့ဟိုလက်အောင်ခိုင်းဒီကောင်နေနော်တကယ်ကောင်နေအကောင်နေဆိုရင်စိတ်ထဲပါရုံမဟုတ်လုံးဝဒီနေတို့ရဲ့မြင်းမြတ်ရဲ့အေးချမ်းမောင်ရဲ့နေဝင်းရဲ့တွက်လက်တက်ဖွဲ့ရဲ့အောင်ခိုင်းတို့တက်ဖွဲ့ရဲ့တခြားသောဖက်ခွက်စားတွေရဲ့သူတို့ရဲ့ဒါဟိုလုံဆောင်ချက်တွေကြည့်မယ်ဆိုရင် ဟန်နဲ့မန်နဲ့မူအပြင်းနဲ့နော် လုံးဝ academy နှစ်ထပ်ကွန်းလျှော့လောက်တီကိုရတယ်လုံးဝပြပြန်းနေသူတို့စိတ်ထက်ပါနေပြီးတော့ပျော့နေစကလုံးနဲ့ထွက်နေအလုံးအမြင်ပဲမြင်ပြီးကြပြီပဲဟုတ်တယ်နော်ကြည့်လိုက်လက်ရှိဒီသူတို့အနုပညာတီကျန်တဲ့လူတွေကြတော့ဟိုဖွေးဖွေးတို့ဒါအလင်းအောင်လို့ဆိုဘလောက်အင်တာမောက်လေးသားတွေကျွဲ့ပြီးတောင်မှခေါ်လိုက်ရသေးတယ်မင်းတို့ဟိုကပြုံငါထောင်နှန်းဆန်ခိုင်းမှာအမ်အဲ့လိုပြောပြီးမှထပ်ပြီးမှနောက်ပိတ်ဆိုမလွှဲတာမချောင်းနိုင်လောက်လာအနေထားတွေဟုတ်လားနော်တိတာနေရပဲဟုတ်လားနော် ဟိုလူကလူတယောက်ရတီတမိုင်းနေသူတို့20တက်ကပါတယ်ဘယ်လိုစကလုံးနဲ့ဘယ်လိုမျိုးလေးဆိုတာအတိတာတင်ကြအခုပြည်တီဦးလို့ဆိုရင်နော်ဒီပြည်တီဦးဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်တိုင်းမှာလည်းပြောပါတယ်သူစပြီးတော့ပြောတော့ဒီတချင်းနေတောင်ထွက်လာတယ်ခင်ဗျားတို့ဒီမှာပေါ့နော်ဘာတချင်းလဲဆိုတော့တက်ပြက်နေပြီဟဲ့တက်ပြက်နေပြီဟာဆိုတဲ့တချင်းကြားဦးတယ်မဟုတ်လားအဲ့တချင်းမထွက်ခင်ကြတဲ့ပြည်တီဦးကနေပြီးမှဒီမိုက်ကြီးကင်ပြီးတော့နော်ဒီဟိုဘုံကြော်လားလှဲတန်းပါလားမသိဘူးအဲ့ဘက်မှာဟို တက်ပြတ်နေဆိုတော့သေချာပါလေပါညာပေါ့နော်ဒီလိုကျွန်တော်တို့အဲ့လိုမှမတော်လန့်ဘူးဆိုလို့ရှင်ကျွန်တော်တို့မျိုးဆက်တွေအားလုံးနော်ဟိုအာနာတိတ်နေတာကတိတ်ရတယ်ဆိုတဲ့ဟာကြီးတို့အဲ့လိုမျိုးဒါပြောခဲ့တာနော်ပြပနေနေပြောနောက်တစ်ခုဒါပြည်တူးလို့ဆိုရင်စပြီးတော့ဒီမတ်တင်ငွေဆိုရင်တိတ်6000ဒီလိုမျိုးလူမဲ့လို့1000တော့ဟုတ်လားနော်ဒီတက်မောင်မြန်လို့6000တော့ဒီလိုမျိုးတွေစပြီးတော့တော်လန့်ရတဲ့ရန်ပုံငွေသဘောမျိုးနဲ့မတ်တင်ငွေဆိုစပြီးအားလုံးဧည့်သည်တွေနဲ့ကြားဖို့ကြမယ်ထင်ပါတယ်မှတ်မိလားမသိဘူးပေါ့နော်ဒီလိုမျိုးလူတွေကြည့်လိုက်ဟုတ်ပြီနော်ပြန်နောက်တစ်ခုပြည်တူးလို့ဆိုရင်ဒါအကယ်ဒမီပေးဝဲမှာလာပါအောင်ဒီလိုပဲ ဟန်ဆောင်ရတယ်ဆိုတဲ့ပုံစံမျိုးစကလုံးနဲ့အတိတ်ပဲနဲ့ပြော့သွားရတယ်စိတ်ထဲမှာပါလဲပြုံးပြရတယ်ဆိုပြီးမှအဲ့ကလေးကဟိုဒါအိရာကျော်စင်တို့ဟာဟိုသူတို့ရဲ့စိတ်တက်ကိုဤသူတွေကိုချပြဘလောက်တောင်လေးစားစရာကောင်းလဲဟုတ်လားနော်ဒီခုကြည့်လိုက်လေရွှေထုတို့ခင်ဝန်းဝါတို့နော်ဒီတခြားသောလူတွေမှာဟိုတချို့ကတစိတ်ထဲပါပြီးတော့ကိုကပြောပြရမယ်စိတ်ပါလက်ပါပြီးပြောရတယ်မတူဘူးလေဟုတ်လားနော်ဟိုမပါဘဲနဲ့အကြောက်တရားကြောင့်ပြောရတယ်တခြားစီပဲအခုနေတိုးတို့ဒီ ဗီဒီယိုအဝါရဖြန်ကရိုက်ဖို့အတွင်းမှာတခြားသောအနုပညာသမားတွေလည်းညင်းတာမျိုးတွေရှိတယ်ညင်းကြတယ်ပေါ့နော်ဒီကောင်နဲ့မအေးလို့တွေကမညင်းဘူးပေါ့နော်ကောင်နဲ့သူတို့စိတ်ထဲကငကိုတော့လည်းတာနေတိုးလို့ဆိုရင်ကြည်လိုက်မိုင်းတဲတွေလည်းကြော်ညာလို့ကြော်ညာနော်ဒါမျိုးတွေတကယ်ကြီးဆိုတော့ဒါကြောင့်မလို့လုံးဝလေးစားစရာကောင်းပါတယ်နော်ဒါလည်းပြည်သူတွေအလုံးသိပြီးသားဖြစ်ကြမှာပေါ့နော်ဟိုဒီချာလေးတရီထားပြီးကြည်ကြည်သူတို့ရုပ်တွေကိုပေါ့နော်လုံးဝထင်ရှားပေါ်လွင်တဲ့အဒီတက်ပုံအသက်တွေပဲနော်အမကြည့်လိုက် ဟုတ်ပြီလားဆိုတော့ဒါကြောင့်မလို့နုပညာသမားတွေကိုလည်းနားလဲတယ်လူဆိုဘယ်သူကပါဘယ်သူကပါဆိုတာအလုံးအသိပြီးသားနော်အားတဲ့သူကမသိရင်မသိလိုက်မဟုတ်ပြီလားနော်ဒါကြောင့်မလို့ဒီလိုလူတွေလည်းကျေးဇူးတင်တယ်လို့ကျွန်တော်နေနေတော့ပြောချင်တယ်ဒီလိုမျိုးကိုစိတ်မပါဘဲနဲ့ဟိုဟန်မှုရမျက်နှာပေါ်ဆောင်ပြတာပေါ့နော်ဒါကြောင့်မလို့လည်းဒါ ဘောမတွေကပြောတယ်လေသူတို့မျက်နှာတွေကမပြုံးပျော်ရွှင်ဘူးတဲ့စိတ်မပိုင်ပုံစံမျိုးနဲ့တဲ့ဒါတစဉ်ဦးတကောင်းမှဘောမဆိုလို့ရှိရင်ဒါမျိုးတွေထားပြောနေအနုပညာသမားတွေရဲ့မျက်နှာတွေကိုကြည့်ပြီးတော့သူတို့ကအားမလို့အားမဖြစ်ပြီးတော့အပြစ်တွေနဲ့ပြောနေပါဘောနော်ဟိုပျော်ရွှင်နေရလဲမရှိဘူးသူတို့မျက်နှာကြီးတွေမလုံချင်လုံချင်နဲ့အဲအဲ့လိုမျိုးဘောမတွေကိုယ်တိုင်ထောက်ပြလောက်အောင်ဖြည့်ပဲတော်တော်လေးအမိတ်သားသမီးတွေလို့ပြောလို့ရပါဘောနော်တကယ်ဟိုဝါရဖြန့်တဲ့ဗီဒီယိုတွေပါတဲ့ကောင်တွေပောက်ခွက်တွေကြည့်ကြည့်လိုက်နော်လုံးဝ bà đi vô lúc biểu mà không biết điều nó sao cả đã cả lòng rộng xa thông nám ở này là ổn thị, hậu là nó được kê nó trong lúc đã đi bù lù để nó bám chịu áo lòng lý ra để lù về biểu chẳng này thì lâu bà bè mấy áo này ngà rồi dưới cầu bè vô thì em nhì gà nút về nhà em nhì gà xô rô đi tiêu sòng đều cho nhà khai này để dưới cầu bè lông mẹ hậu của nó dưới cầu bè lông mẹ hậu trong này ngà lông đi nhà để cho nhà bố mà lưu hả và lúc cho nhà cái nhà lê nó ်နောက်တစ်ခုကမြန်မာနိုင်ငံမှာကလေတော်လန်မယ်ဆိုတာမရှိဘူးကြုံခံမယ်ဆိုတဲ့စိတ်ဓာတ်တခုဒီကောင်းနေနော်တရုတ်ဆောင်နေအစိုးရတွေဟုတ်လားနော်အမေရိကန်နေသူတို့ကြည်လိုက်လို့ရှင်မင်းအောင်လိုက်ခိုင်းတဲ့တိုင်လုံမယ်စစ်ခွေးတွေလိုပဲဟုတ်လားနော်စစ်ခွေးတွေဘယ်နဲ့သွားဒီနဲ့သွားဟိုနဲ့စားဒီနဲ့စားအခိုင်းတဲ့တိုင်နဲ့လျှောက်လုံနေတောင်းလာမှုရပေါ့နော်ဟုတ်လားနော်မင်းအောင်လိုက်အေးတိုင်းစိုးဝင်ရှိဘူးပေါ့တော့မလို့ချင်းရှိပါပဲလို့ချင်းနေဒိုးလိုက်တော့အမ်နော်ဟိုစောစောစီးစီးကြတယ်တချို့ကကြုံစိတ်တက်မရှိဘူးကွာနော်ဒါကြောင့်မို့လို့ ဟိုတွန်းလန်နေတော်လန်နေအာနာရှင်ကိုစောစောစီစီတည်တယ်။တချို့တွေကကြတော့မတည်ဘူးကွာ။တဘိုးနဲ့နွားတွေဟုတ်လား။ကိုပိုက်ဆံရရည်နဲ့ကိုရုပ်ဆောင်စုံမဲ့ဟာဒီတစ်ခုပဲတည်တယ်။ဇန်ညွန့်ရေးပြလိုက်အတိုင်းတရုပ်ဆောင်မဲ့ဒီတိုင်းရေးပြီးဒီလိုစိုးမဲ့အမ်းလူပိုင်းကြိုက်တယ်နဲ့ဒီတိုင်းမဲ့။နောက်ဆိုတော့မင်းအွန်လိုင်းကခုလိုမျိုးကြော်ညာတွေလောက်ခိုင်းနေသူတို့အမ်းသူတို့မျက်နှာကြီးတွေလည်းထင်ရှားနေတယ်နော်။ရှောက်ပြီးအော်ပြီးတော့အာကိုကိုကို ဟိုသူများမြင်ဆက်เสียရကြီးပေါ့နော်မြန်မာပြည်သူတွေမြင်အများအကြီးနော်ဒီကောင်းနေအောက်တန်းစားတွေပါလာဆိုပြီးမှနော်သူများခိုင်းတဲ့လက်သုံးတော်ခံနေတာသဘောပေါက်လားမသိဘူးပေးချစမ်းသပ်ကြည့်နော်မြန်မာပြည်ကတရုတ်ဆောင်တွေအစိုးရတွေဟုတ်ပြီနော်မင်းအွန်လိုင်းကအေးဒါလေးဒီလိုလောက်ပါဆိုဒီလိုလောက်ရတဲ့အစင်သဘောပေါက်လားနော်ဒါကအဖက်ဖက်ကရှူတော့မျိုးစုံအောင်နေပြီးမှနော်ဒီ point of view ဆိုပြီးမှကြည့်မယ်ဆိုလို့ရှင်နံပါတ်1အချက်ဟိုဒါတွေက ဘလို့မှမလုပ်တင်ဘူးလေနော်အာနာရှန်နဲ့အမိတ်ပေးပြီးကြိုးကင်ပြီးတော့ကျွန်တော်အများအားပြောလို့ရှိပါတယ်ဆန်နှကြိုးကဝေမင်းအောင်နိုင်ကဒီကြိုးဆိုရင်စစ်ခွေးတွေဘလို့ကဒီကြိုးဆိုရင်ရဲခွေးတွေဘလို့ကဒီကြိုးဆိုရလို့ရှင်ကျန်ဖို့အောင်ယူနီဖောင်းချုပ်ပြီးတော့ကောင်းနေဘလို့ကိုယ်စပါညာရွေးကောက်ဘလို့ကဟုတ်လားဒီကြိုးဆိုရင်ဖကွက်သားတွေဘလို့ကဒီကြိုးဆိုရင်ပေါ်မတွေဘလို့ကဒီကြိုးဆိုရင်တချို့ကြုံယူတွေဘလို့ကဒီကြိုးဆိုရင်အာလုံးမင်းတို့ဆက်မှုထန်ရေးဘောက်တာမလို့ယူကြည့်ပါပဲလို့ချင်နေအမ်နော်သူကဆန်နှကြိုးကအားလုံးသိထားမှာကပြည်သူတွေသိထားမှာက ရွေးကောက်ွယ်ပြီးသွားပြီဟုတ်လားဒီရလက်ကိုလက်မခံဘူးဟုတ်တယ်နော်ဆိုတော့အမှန်ဆိုရင်လက်ခံမှာပေါ့နော်အဲ့လက်မခံမဲနဲ့သူတိုင်းတနက်ကြီးပြပြီးကိုရွေးကောက်ွယ်လုပ်မယ်တဲ့နော်ပြေကြတာတစ်ခွက်ခုတတ်တတ်ခိုင်တော့ကိုကိုကြီးတို့တခြားသောပါတီတွေကွာအစိုးရကလည်းအများရန်ပြောပါတယ်ကျွန်တော်ဆိုရင်နော်အတုံးချနေတာကျွန်တော်အများရန်ပြောတယ်လူမရှိလို့ရွေးကောက်ွယ်ဖျက်မြောက်ဖို့အတွက်မင်းအောင်လိုင်းကအတုံးတော်ကန်အတုံးချနေတာနောက်ပိုင်းဖြည်းဖြည်းဖြည်းနဲ့နီးကပ်လာတာနဲ့အများပါတီတွေဖြည်းဖြည်းဖြည်းနဲ့ ပါထုတ်တယ်နော်အဲ့ထက်မှာသူ့အတွက်မင်းအောင်လိုင်းအတွက်ဒါအကြီးမားဆုံးအနေနဲ့ပါလဲဆိုရင်ဒီပါတီထဲမှာဆိုတက်တက်ခိုင်ပါတီဒီသုံးလုံးဆိုပြီးမှနော်သူကနည်းနည်းအန်နေရှိရဲ့အဲ့တော့နောက်ပိတ်ဆုံးတကားအကျွေးတွေပါဖြစ်တဲ့ညာဖြစ်တဲ့ကောင်းတဲ့ပိုက်ဆံငွေကြီးကိစ္စရဲ့ကောင်းတဲ့တက်ပြီးတော့ပါထုတ်တယ်ဟုတ်လားအန်သူ့အတွက်အန်နေမရှိတဲ့ဒီအရန်လေးတွေကတော့အသာလေးထားထားတယ်ဟုတ်လားနော်ဒီလိုမျိုးအနေထားဆိုတော့ကိုတိထားမဒီမင်းအောင်လိုင်းလောက်တဲ့ရွေးကောက်ပွဲဆိုခဲ့တဲ့ကျွန်တော်တို့သိရမှာပါလဲလို့ဆိုလို့ရှင်မင်းအောင်လိုင်း သူပင်စင်မသိမချင်းအောက်ချုပ်ချင်အာနာရချင်လို့အတုရောက်ရွေးကောက်ပွဲเนาะကျွန်တော်မြက်ပြောတယ်ဗလာဒီမပူနင်းတို့ရှီချင်းဖျန်တို့เนาะဒီလိုမျိုးသူတို့လိုမျိုးတယောက်တစ်အသေးထိအောက်ချုပ်နေတာပဲလေနောက်ထပ်တမန်တက်လာတာရှိလားမရှိဘူးဟုတ်တယ်ဟုတ်ဆိုတော့ဒါကြောင့်မလို့သူကလည်းအဲ့လိုမျိုးအတုရောက်ဆိုပြီးမှအများတန်းအောက်ချုပ်ချင်လို့လုံနေတာအဲ့ဒါသိထားဖို့လိုအပ်တယ်เนาะသူဘာလို့ဘာတွေပဲပြောပြောမင်းအွန်လိုင်းအောက်သွားရွေးကောက်ပွဲဝင်ခံမယ်ဆိုတော့မင်းအွန်လိုင်းရဲ့လက်ကင်ထုတ်တွေပဲဖြစ်တယ်ပေါ့เนาะ သူ့အတွက်အတိုက်ခံလည်းမရှိဘူးဘာမှမရှိဘူးဒါတော့တော်လန်ပြည်သူတွေတော့အားလုံးသိပါတယ်နော်မသိတာတချို့တော့ငါနဲ့မဆိုင်ဘူးဘာညာဟိုမြန်မာပြည်သူတွေနော်လူအတွေကျွန်တော်အမြဲပြောတယ်တကယ်လူအတွေနော်အဲ့လိုလူတွေနဲ့ဟိုတေချာစင်နာကြီးဒီအတုံးချခံနေတာပေါ့နော်ဒီအမှုပညာသမားတွေကဟုတ်လားနော်မင်းအောင်လိုင်းလောက်ပေးပါဆိုရင်လည်းသူတို့လောက်ပေးတယ်နော်သူတို့မှာကိုယ်ပိုင်အတွေးကိုကိုယ်ပိုင်လောက်ချင်တဲ့စိတ်နဲ့လောက်လို့မရဘူးအဲ့ဒါပဲအာနာရှင်ဆိုတာနော်ဒါကြောင့်မလို့ကိုယ်ပိုင်အသိဉာဏ်စိတ်ရှိမယ်ဆိုလို့ရှင်ကိုယ်ပိုင်တွန့်လှန်မှာဘသူတူတူတယောက်ကမှကိုယ်လာပြီးတော့ PR တွေဟုတ်လားနော်ဘာမှ push တွေလည်းပေးလို့မရဘူးနော်အခုကျွန်တော်ဒါမျိုးတွေအာနာရှင်ပြောတယ်အာနာရှင်မကောင်းချောင်းပြောတာမှန်တယ်တိုးတော်များလည်းကျွန်တော်ကနေပြီးတော့ကျွန်တော်အာပေါ်ရင်းနဲ့နော်ဟိုမင်းအောင်လိုင်းတို့ဒီအာနာရှင်ကပ္ပအာနာရှင်မြန်မာနိုင်ငံအာနာရှင်တွေကိုကျွန်တော်လောက်ကြံပြီးတော့အပူ supply ကျွန်တော်ရဲ့ side effect တွေနဲ့ဒီလိုမျိုးပြောနေတာမဟုတ်ဘူးဟုတ်ပြီနော်ဆိုတော့အမှန်တိုင်းမကောင်းတာကိုမကောင်းဘူးဆိုလိုချင်တာအစိတ်ကိုကျွန်တော်မကောင်းဘူးတေးတဲ့တယ်ကိုတေးတာပြောတာမကောင်းတာကိုမကောင်းဘူးပြောတာကျွန်တော်လောက်ကြံပြီးအစိတ်ကောင်းပါတယ်ဟာကိုကောင်းပါတယ်ရှောက်ပြီးတော့ ဖွဲ့ပြီးနှဲ့ပြီးပြောနေမှာဟုတ်ဘူးเนาะဆိုတော့အဲ့လိုမျိုးကိုယ့်ရဲ့အသိစိတ်နဲ့ကိုပြောတယ်တူတယောက်ကနေကျွန်တော်လာပြီးမှမင်းအာနာရှင်ကိုဒါမျိုးတွေလုံအောင်မယ်ရည်သူတွေကိုခုလိုမျိုးเนาะ motivation လုံမယ်လှုံ့ဆော်အောင်မယ်တက်ကြအောင်ဒီလိုမျိုးတွေဆိုရင်တူတယောက်ကကျွန်တော်ပိုက်ဆံပေးပြီးမှဖြစ်စေအမိန်ပေးပြီးမှဖြစ်စေเนาะဟိုအဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ရဲ့အသိဉာဏ်ကိုယ်ပိုင်အသိစိတ်နဲ့အဲ့လိုအသိစိတ်ရှိလာဖို့ဆိုတော့ကျွန်တော်ကမိပါလည်းမဟုတ်ဆရာသမားလည်းမဟုတ်ကိုယ်ပိုင်ကိုလေ့လာတဲ့တမိုင်းကြောင်းနေလေ့လာပြီးတဲ့ခါကျမှအော်ဒုနိုင်ငံကအာနာရှင်တွေက ကြောင့်မို့လို့ဒီလိုမျိုးဆင်းရဲနေတယ်သူများနိုင်ငံတွေမှာเนาะရှင်မမတန်းနိုင်ဘူးဟုတ်လားเนาะဒီလိုမျိုးအဲ့လိုမျိုးလူကကိုယ်တိုင်လေ့လာရင်တိလာပြီဆိုရင်လူတယောက်တိလာပြီဆိုရင်ကွာမင်းကိုယ်ကိုဂျင်းထဲလို့မရဘူးကစကားနဲ့ဆိုလို့ရှင်မင်းစီးပွားရေးလောက်တာပဲဖြစ်ဖြစ်ဟိုစိန်ပွဲသားကြောက်ပွဲသားအိမ်ချမ်းပြေပွဲသားဟုတ်လားဒါမှမဟုတ်ကားရောင်းဝယ်ရေးဟိုသဘောတရားပြောပြတာအဲ့လိုမျိုးဆိုကိုယ်မတိတဲ့သူဆိုရင်ဂျင်းထဲလို့ရတယ်တိတဲ့သူဆိုလို့ရှင်ဘယ်လိုသွားပြီးတော့လိန်ညာပြီးတော့လှည့်ပြလို့ရမှာလဲဟုတ်လားเนาะ အဲ့တော့ကိုတိထိုင်ကိုဘာတွေလောက်တယ်လဲဒါကြောင့်မလို့အသိဉာဏ်လို့ခေါ်တယ်နော်လူတယောက်ကအသိဉာဏ်နဲ့ပြေဝါလာပြီဆိုရင်ကိုဘာလောက်အောင်လဲဘလို့ဘာတွေကောင်းလဲဘာတွေမကောင်းဘူးလဲဆိုတာသူများတွေပြောတာကြာဘူးနော်ဝါစာအုပ်တွေတဲ့စကားတွေတမိုင်းစာတွေဆိုတာထက် ကိုကိုယ်တိုင်ကိုယ့်ရဲ့အုံနောက်ကနေပြီးမှကိုယ့်ရဲ့အသိစိတ်ကနေပြီးမှနော်ကိုခွဲခြားပြီးလောက်တဲ့ဒါမလောက်တဲ့နာကိုတိလာအဲ့တော့ဒါမျိုးလောက်တဲ့တူတယောက်ကလောက်ခိုင်းလို့မရဘူးအခုဒါမျိုးဟာတွေကြာအာနာရှင်အောက်ကလောက်နေတဲ့များလူတွေအားလုံးကမြန်မာနိုင်ငံသားတွေအားလုံးကကိုယ်ပိုင်အသိဉာဏ်မရှိဘူး သူများခန်းရပဲလုံနေစစ်ခွေးတွေရဲ့ခွေးတွေလို့ပဲเนาะအမိတ်အမိတ်ဆိုပြီးမှခုလည်းပဲအမိတ်ပေးနေအမှုပြန်သမားတွေအကြောင်းညွေးကောက်ပွဲအာသူတို့တကယ်ကိုပိုင်းအသိဉာဏ်အားနယ်လွန်နေပေါ့เนาะအဲ့လိုမျိုးကောင်းကောင်းခွင့်ဒါအာနာရှင်လို့ခေါ်တယ်ကျွန်တော်တို့မြန်မာသမိုင်းတခြားမှာဆိုတော့ဒါမင်းအောင်လိုင်ကအစိုးဆုံးလို့တော့ပြောလို့ရတယ်ဘာကြောင့်လဲဒီလောက်ကြီးအများကြီးရှိရတာနေဝန်တန်းရှိလို့လောက်ပြမတက်ခဲ့ဘူးပေါ့เนาะဒါပေမဲ့တစ်ချက်ကအခုခင်နေလဲကွာတယ်လေတစ်ချက်ပါအခုဒါမင်းအောင်လိုင်ဆိုလို့ရှင်ပြောမယ်ဆိုလို့ရှင်အမှုပြညာသမားတွေကိုအတုံးချလာခဲ့တယ်ဒါမျိုးတွေရှိရအာနာရှင်တွေကြည့်မယ်ဆိုလို့ရှင် ဒါမျိုးမလောက်ခိုင်းခဲ့ပါဘူးနော်မင်းအောင်လိုင်းဆိုရင်အသေးအတန်ဒါကတော့ထားပါတော့မင်းအောင်လိုင်း तू အသက်ရှင်ရေးအတွက် तू အသက်အာဏာနဲ့ဆွတ်ဆန့်နေတာအများကိုယူတိုင်းနေကြပြီတော့နော်ဒီတပ်ပိုးဆုံးမှာအဲ့တော့တော်လိုင်းဖွဲ့တည်သူတွေကလည်းကိုလောက်ပြရှိတာကိုနော်ပြတ်ပြတ်သားသားနဲ့ဆက်ပြီးလောက်ဖို့ပဲလိုတယ်နော်သူတို့လည်းနီးမျိုးစုံနဲ့လောက်တယ်ဖြစ်မြောက်ရေးအောင်မြင်ရေးကျွန်တော်တို့လည်းတော်လိုင်းအောင်မြင်ဖို့ရေးတော့အောင်မို့မြေဦးတော်လိုင်းအောင်ဖို့ဟုတ်လားအာနာရှင်ကြာရှုံးဖို့မြန်မာနိုင်ငံထုတ်တက်ဖို့ကောင်းဖို့ကျွန်တော်တို့ကဆွဲမလျှော့ပဲနဲ့မိမိတိုင်နိုင်တဲ့ဘက်ကနေတက်ကြွသွားအမြဲတမ်းနော်တော်လိုင်းဖို့ပဲလုပ်တယ် မေတော့ကြောက်မှာပဲဟုတ်လားဒါကြောင့်မလို့တို့နီးမျိုးစုံနဲ့လောက်တို့ကျွန်တော်တို့ကလည်းနီးပေါင်းစုံနဲ့လောက်ပါမှာဖြစ်တယ်လို့ပဲပြောနေတယ်ပဲနီးကုန်းချုပ်တယ်ဒီလောက်ပါပဲ Thank you.